ဒူဒီဝဒနာရှင်များအလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့ဒီ6ပတ်တိပေးထားတာဆိုရင်ဒီ6တလုံးနဲ့ main order ကနေပြီးတော့3ည6ဆိုပြီးတော့ဆင်းပေးသွားတဲ့အတွက်အမျိုးတို့အနေနဲ့နှစ်သီးစာအောင်မြင်မှုရရှိတယ်နော်အမျိုးတို့အဲ့ဒါပြီးသွားတော့ဒါကနေကင်းဘက်နေကင်းဘက်ကလီမှာကျွန်မတင်ပေးထားတယ်၄နိုင်30အတွက်ဆိုပြီးတော့နော် အဲ့ဒီမှာရှင်ငါပတ္တိရှင်ငါပတ္တိဟာဒီငါတစ်လုံးနဲ့နှင်ငါဆိုပြီးတော့သူကပတ္တိပဲအောင်နေเนาะတွဲထားတဲ့ထဲမှာပါဘူးမျိုးလို့။အဲ့ဒါပြီးတော့ဒါလေးကတပတ်စာလက်ဆောင်ကကလေးတပတ်စာမဟုတ်ဘူးပေါ့နော်၃ရက်ပေါ့၄ရက်မှာ၆ရက်ဆို၃ရက်ဒါကပေးတယ်ပေးတယ်ဆိုရင်ဒီမနေ့မှာပဲ၃ည၆ဆိုပြီးဆင်းပြေးသွားတယ်เนาะပြီးတော့ဒါကမပြောက်ပတ္တိမပြောက်ပတ္တိဟာဆိုရင်တင်ငါကိုเนาะ ဒီညနေမှာပဲ2 5ဆိုပြီးတော့ဆင်းပြီးသွားတယ်เนาะဒီတစ်ကိုကြံသေးတယ်เนาะမပြောက်ပတ်သေးကြံနှစ်ရက်မှာတစ်ကိုကြံမသေးတဲ့အမျိုးလိုရေเนาะဒါကနေ့လိုက်ကအမျိုးတွေတော့ကိုဒါကျမစေတနာနဲ့အကောင်းဆုံးရှာဖွေပြီးတော့ချပြပေးရတယ်လက်ဆောင်ကတ်ကလေးဖြစ်ပါတယ်အမျိုးလိုရေအဲ့ဒါပြီးသွားတော့ဒါကကျမရဲ့အဖွဲ့ဝင်တွေကိုဒီ၃ရက်မှာကျမကဇာတ်ဝတ်ပတ်တီး၆တလုံးပေးထားတာဖြစ်ပါတယ်ဒီ၆တလုံးဟာဆိုရင် မိန်ဟောတဲ့ကနေပြီးတော့36ဆိုပြီးဆင်းပေးသွားတဲ့အတွက်ကျမရဲ့အဖော်ဝင်နေရဒီမနက်မှာပဲနှစ်ကြိမ်အောင်မြင်မှုရရှိတယ်နော်အဲ့ဒါပြီးတော့မနက်ဖြန်တဲ့တပတ်ခါအတွက်ကိုကျမရဲ့အဖော်ဝင်လို့ကျမကအခုလိုမျိုးပဲဇာတို့ပတိတလုံးမိန်ဟောသုံးခွက်ဒူဝတ်နှစ်ခွက်ကိုလက်ဆောင်အဖြစ်နဲ့ထပ်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်ဒါကကျမရဲ့အဖွဲ့ဝင်တွေကိုပို့ပြီးမဲ့ကဏ္ဍဖြစ်ပါတယ်မျိုးလို့နော် ကျမရဲ့အဖွဲ့ဝင်တွေတင်အကောင်းဆုံးမဟုတ်ပါဘူးဒါနေ့တိုင်းကအမျိုးတွေလည်းသိတဲ့အတိုင်းပဲเนาะကျမအကောင်းဆုံးရှာဖွေပေးထားပါတယ်အဲ့ဒါဆိုရင်မနက်ဖြန်တွက်ကိုကျမပြပေးမယ်ဒါကမနက်ဖြန်9ရက်ကြာတာပတိမနက်ညဖြစ်ပါတယ်မျိုးလို့မနက်ဖြန်မှာလည်းအကောင်းဆုံးတော့ရှာဖွေပေးထားတယ်မျိုးလို့နော် ရှင်းနဲ့လေးနဲ့ပေါင်းမယ်ရှင်းနဲ့လေးနဲ့ပေါင်းတော့နှစ်နှစ်ပါဝါခွန်နှစ်ကဲနှက်ခါကလေးနှစ်ခွန်လေးနှစ်ခွန်လေးကတူကဒီမနေ့ညမှာတူကဆင့်ပြရမယ်တဲ့မျိုးနော်အဲ့တော့ပြီးတော့9နဲ့1နဲ့ပေါင်းမယ်နော်ဒီလိုလေး9တိပေါင်းတော့3ည3ညပါဝါက9 ။ပုံညာရဲ့နှက်ခတ်ကခွန်။နော်။ပူကကီနော်အမျိုးလို့။ကီဖြစ်တယ်နော်။ဟိုဘက်ဒီဘက်ကိုလည်းဆင်းတယ်ဒါမှမဟုတ်လို့ရှိရင်ကီအဖြစ်နဲ့လည်းတုံးလို့ရတယ်။ကီဖြစ်နဲ့တုံးပြီးလို့ရှိရင်ဒီဘက်ကအချိန်နဲ့လည်းကတ်ပြီးတော့သူကထိုးလို့ရတယ်။ဒါကြောင့်မို့လို့ကျွန်မကဒီဘက်မှာကီကိုရှာတယ်ဒီဘက်မှာအချိန်ရှာတယ်နော်။ဒီလိုလေးတွဲဆင်းရင်လည်းဆင်းတယ်မဆင်းရင်ဒီဘက်ကအချိန်နဲ့လည်းတွဲဆင်းတယ်နော်အဲဒါကြောင့်မို့လို့ဒီမှာဗာဆင်းပြီးလဲဆိုလို့ရှိရင်သူက ီလေးတလုံးနဲ့ဒီခွန်တလုံးနဲ့ညနေပိုင်းမှာခွန်လေးဆိုပြီးတော့အပီးစင်ပြီးတယ်နော်မျိုးလို့အဲ့ဒါဆိုရင်နောက်တစ်ပွဲဆက်ကြည့်မယ်သုံးခုပေါင်းမယ်သုံးခုပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ကနှစ်ခက်ကလေးနှစ်ခွန်လေးရလေသူကဒီမနေ့ညမှာသူကအထိပ်ပြရမယ် ၆နှစ်နှစ်နဲ့ပေါင်းမယ်၆နှစ်ပေါင်းတော့၈၈ဘဝကတော့၈ကနခက၈၃၁နော်အဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့ကသူကအပြီးဆင်းနေတော့မျိုးလို့အဲ့တော့ဒီကခွန်တလုံးနဲ့ဒီကတစ်တလုံးနဲ့ညနေပိုင်းမှာတစ်ခွန်ဆိုပြီးတော့ဆင်းပြေးသွားတယ်နော်အဲ့တော့နောက်တော့ဘွဲ့ဆက်ကြည့်မယ် ိုးရှိပေါင်ကိုးရှိပေါင်တော့ခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်ကသုံးညဒါဒီမင်းညမှာသူကထိပ်ပြရမယ်နော်အဲ့တော့ခွန်နဲ့သုံးညနဲ့ပေါင်းတော့လေခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်ကသုံးညသူကခုပဲဒီဘက်ကကြီးရတူတယ် ကြည့်တူတဲ့အခါကျတော့သူကဘာဆင်းပြီလဲဆိုရင်ဒီတုံညာတစ်လုံးမဲ့ဆင်းပြီးသွားတယ်။နော်မြို့လို့တုံညာတစ်လုံးမဲ့ထိသွားတယ်နော်ကြည့်ရတူတယ်။အဲ့တော့နောက်တော့ဝက်ဆက်ကြည့်မယ်။ကိုနဲ့ငါးနဲ့ပေါင်းမယ်။ကိုငါးပေါင်းတော့၄။လေးပါဝါကကို၄ရဲ့နှစ်ခက်က2။၄ကို2ကဒီမနေ့ညမှာသူကထိပေးရမယ်။ နှစ်နဲ့သုံးညနဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်နှစ်ခက်ကလီနှစ်ခွန်လီသူကဒီမနေ့ညမှာသူကအပြီးဆင်းပြရမယ်အပြီးဆင်းပြရမယ်ဆိုတော့သူကဘာဆင်းပြလဲဆိုရင်ဒီက6တလုံးနဲ့ဒီက2တလုံးနဲ့မနေ့ပိုင်းမှာ2ခုဆိုပြီးတော့ဆင်းပြသွားတယ်เนาะအဲ့လို အဲ့လိုလဲ तू ကဆင်းတယ်ဒါမှမဟုတ်ဟိုဘက်ဒီဘက်ကိုလဲ तू ကအပြီးဆင်းတယ်เนาะဒီလိုကြီးလဲဖြစ်တယ်เนาะအဲ့ဒါဆိုရင်မနက်ဖန်အတွက်မနက်ဖန်အတွက်က6နဲ့66ပေါင်းမယ်66ပေါင်းတော့2နိပါဝါကခွန်နိကေနက္ခကလီနိခွန်လီမနက်ဖန်မှာသူကကီနော် ရှစ်နဲ့သုံးညနဲ့ပေါင်မှာရှစ်သုံးညပေါင်းတော့ရှစ်ရှစ်ပါဝါကသုံးရှစ်ကနှစ်ခါက1နော်ရှစ်သုံး1ကီအဲ့တော့မနက်ဖြန်မှာဟိုဘက်ဒီဘက်ကိုအပြီးဆင်းမလားဒါမှမဟုတ်ရင်ဒီဘက်ကအချင်းလေးနဲ့မြန်ဆင်းမလားနော်မြို့လို့အဲ့တော့အချင်းကိုကျွန်မထက်ရှာထားတယ်6နဲ့1နဲ့ပေါင်းတော့ခွန်း ွန်ရဲ့ပါဝါကနှစ်ခွန်ရင်းနှစ်ကဒီနှစ်ရဲ့အတွင်းမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြီးလဲဆိုတော့ခွန်လေးဆိုတော့ဒီခွန်တစ်လုံးထိအဲ့တော့၉နဲ့၄နဲ့ပေါင်းမှာ၉လေးပေါင်းတော့၃၃ပါဝါက၈၃၈ကဒီနှစ်ရဲ့အတွင်းမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြီးလဲဆိုတော့၂၃လို့၆၃လို့နော်၃တစ်လုံးဆင့်တယ် တော့နှစ်နဲ့နှစ်နဲ့ပေါင်းမယ်နှစ်ပေါင်းတော့၄၄ရဲ့ power က9 9ကဒီနှစ်ရဲ့အတွင်းနော်၄9နှစ်ရဲ့အတွင်းဆိုတော့ပါဆင်းပြီလဲဆိုရင်၄9လို့လဲဆင်းတယ်ခွန်9လို့ဆင်းတယ်နော်ဒတိနဲ့၄နဲ့ပေါင်းမယ်ဒီ၄ပေါင်းတော့9 9 power က3ည9 3ညကလည်းဒီနှစ်ရဲ့အတွင်း နေရအတွင်းဆိုတော့သူကပါဆင်းပြီးတဲ့3ရက်8သူ30လို့ဒီ3ရက်တလုံးဆင်းပြေးသွားတယ်။နော်အဲ့တော့ဆက်ကြည့်မယ်။3ရက်နဲ့1နဲ့ပေါင်းမှာ3ရက်နဲ့1နဲ့ပေါင်းတော့1တစ်ပါဝါ6တစ်6တစ်6ကလည်းဒီ2ရက်အတွင်းပါဆင်းပြီးလဲ1 9တို့4 1တို့နော်ဒီဒီတလုံးဆင်းတယ်။တင်းနဲ့3ရက်နဲ့ပေါင်းတော့1 တစ်ပါဝါ6တစ်6ကလည်းဒီနှစ်ရက်အတွင်းဘာဆင်းပြီလဲဆိုရင်တစ်7တို့36တို့เนาะဒီတစ်ကော6ကောဆင်းတယ်အဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်ကနေ့3ပေါင်းတော့5 5ပါဝါ3ည5တုံညာလည်းထိရအောင်မယ်မျိုးလို့เนาะအဲ့တော့မျိုးတို့ကိပေးမယ် ော့၈၃တိကီမျိုးလို့နော်မျိုးလို့ရှိမှရရှိထားတဲ့ကဏ္ဍရှိလေဒီကီကိုယူတော့နော်မျိုးလို့အဲ့ဒါဆိုရင်ကျမကဒီထဲထဲမှာကဏ္ဍကိုအကြိုက်ဆုံးကဏ္ဍနှလုံးကိုဆွဲပြီးတော့ထုတ်ပြီးမယ်နော်မျိုးလို့ပတ်တိပြီးမယ်ဒီထဲရဆိုရင်ကျမတိကိုကြိုက်တယ်နော်ဒီဘက်က၃ညကြိုက်တယ်နော်တိ၃ညပတ်တိဖြစ်ပါလေအဲ့တော့ဒီတိ၃ညကို ဒီဘက်နဲ့ကပ်ပြီးမယ်ဒီဒီငားနဲ့လည်းကပ်ပြီးမယ်နော်အဲ့တော့တင်းနေဆိုရင်တင်းနေဒီခွန်ဒီလီ ညနဲ့ဆိုရင်ပုံညနှင်းတုံညခွန်တုံညလေးနော်အဲ့ဒါရတယ်ပြီးတော့အောက်ကကျမဒီဘက်ကဒီဘက်နဲ့ဟိုဘက်နဲ့ကိုလည်းကတ်ပေးမယ်နော်ဘာလို့လဲဆိုတော့ကျမတို့မှာအချိန်နေရှိတယ်အချိန်နေရှိတာကိုကျမခြံထားခဲ့မယ်အကုန်ပတ်တွဲရင်အမျိုးလိုမြှောက်ကုန် နော်ကျမလည်းအများကြီးမပေးခြင်းကျမထိုးလည်းနည်းနည်းပဲထိုးခြင်းလားဖြစ်နိုင်တော့တကွယ်ကောင်းရဖို့ကောင်းတာပေါ့မအားတော့မအားခြင်းနော်အဲ့တော့တဲ့ကျမအများကြီးတော့မပေးဘူးဒီလိုလေးများတွေ့ဆင်းမလားပေါ့နော်ဒီမှာမှကျမတို့မှာလက်တွေ့ဆိုင်တွေရှိတယ်လက်တွေ့ဆိုင်တွေမှာဝမ်းကျင်းနေရှိတယ်အဲ့ဒါဒီဆိုရင်ကျမဖယ်ထားခဲ့မယ်နော်ဝမ်းကျင်းရသူကမထွက်ဘူးအားကြောင့်မဟုတ်လို့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ၃ညနဲ့ထပ်ပြီးတော့ကတ်ပြီးဦးမှာ၃ညနဲ့က၃ည၈ ုံညာ၃ဒါတော့မျိုးလိုရန်ထုံเนาะပြီးတော့ဒါရှင်းနေဆိုရင်ရှင်းလေးရှိမယ်ရှင်း၅ရှိမယ်เนาะပြီးတော့ပြီးတော့ရှင်း၅ပြီးတော့ နီးမတကွက်ထက်တယ်မိမနော်ဒါလည်းအားတော့ထိုးနည်းနည်းတော့ထိုးနော်ဒါကတော့မင်းကွက်မင်းကွက်က9ကွက်1 4 6 9ကွက်နော်ဒါကရံကွက်ရံကွက်ကတော့ဒါမျိုးလိုကွက်ကိုကြည့်ထိုးနော်အဲ့ဒါတော့ရတယ် ာမျိုးတို့တတ်နိုင်တယ်လို့ကြည့်ထို့နော်ကိုထိုးကျင်တယ်လောက်ထိုးဒါကတော့နည်းလေးတော့မျိုးတို့တရားဖို့နှစ်ရဖို့လောက်တော့ထိုးနော်တတ်နိုင်ရင်တော့ဟွာဒီရှိလေးတို့ရှိလေးတကွတို့ရှင်းကားတကွတို့အဲ့ဒါလေးကိုတော့ဒီငါရဖို့ထိုးပေါ့နော်မျိုးတို့ဒါကတော့ main ကွဒါကျွန်မအကောင်းဆုံးရွေးချယ်ပေးထားတာနော်အဲ့ဒါဆိုရင်မနက်ဖြန်9ရက်ဇာတာပတိမနက်ညမှာလဲ အောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ။